2025ခုနှစ်ဧပြီလ22ရက်အင်္ဂါနေ့မနက်စောစောကိုနှကောရွန်ကြီးဖျားခင်တာတက်ရောက်လာတယ်ကျွန်တော်တော်တော်များခံစားပြီးတိတာကလာသွားလာခြင်းလဲမဲ့ခွင့်ရတဲ့ပြည့်စုံပေးတဲ့ဖြစ်ရှင်တော်မှာပုံကြည်ပါစီပေါ့ကားလရှင်ကိုရှေးစွာရွေးနှောင်းမစဉ်နှစ်ဆနေဒီကနေ့ပါဝင်ကျွန်တော်ကျမတယောက်ဖြစ်စီအသက်ရှင်ခဲ့တဲ့ရက်ပေါင်းက132ရက်ရှိခဲ့ပြီဖြစ်ပါတယ်ကုန်ခဲ့တဲ့ဒီအတဆနှစ်ကိုဘလို့အသုံးပြုခဲ့လဲပြန်ပြောင်းဆန်းစစ်စန်းစားစစ်ကြံလုံးသွင်းကြအောင်မနက်ဖြန်နေစပြီးတော့ နှစ်ကုန်ဒီကျန်ရှိသေးတော့253ရက်ကျန်ပါသေးတယ်။ကျန်ရှိသေးနေ့ရက်ကလည်းကာလချောင်းကောင်းဆုံးရွေးနှုတ်ပြီးအသုံးပြုသွားလာခြင်းလည်းပို့လို့ကရှေးဥစွာတိုက်တွန်းလို့ဆိုပါရစေ။ဒီကနေ့ My Blessed Morning အစီအစဉ်တွေအဓိကခြေပြုမဲ့ကျမ်းစာတော့တမန်တော်ဝုဒ္ဓခန်းကြီး26အပိုက်ငယ်23ဖြစ်ပါတယ်။ခရစ်တော်သည်အသေးသက်ခြင်းကိုခံရမည်ဟု၍၎င်းတေခြင်းမှအုပ်ဦးထမြောက်၍ယူဒအမျိုးသားတပါးမျိုးသားတို့အား အလင်းကိုပေးမိခု၍၎င်းမောရှိမဆောက်သောပရောဖက်များတို့သည် ဟောပြောသောစကားထက်အကျွန်ုပ်သည်မလွန်ဘဲလူအကြီးအငယ်တို့အားတတ်သိခံ၍နေပါသည်ဟုလျှောက်လေ၏နှုတ်တော်သည်အသက်ရှင်သောစကားတော်ဖြစ်တိုင်းရောက်တဲ့မောဖျားခဲ့သည်အတိတ်တပံပြန်လဲကောင်းချီးပေးပါစေသောအာမင်ဒီနေ့လည်းထမြောက်တော်မူခြင်းနဲ့ပတ်သက်ပြီးတော့ဓမ္မနုပ္ပတ္တိရန်နေဖော်ပြတဲ့အကြောင်းအရာကိုကျွန်တော်စဉ်းစားဆင်ခြင်ဖို့ပြုမှုဖြစ်ပါတယ်ကျွန်တော်အားလုံးသိခဲ့ပြီးဖြစ်တိုင်း ပြီးခဲ့တဲ့ဧပြီလ6ရက်နေ့ဒါစပြီးတော့နောက်ဆုံးဒါဧပြီလ20ထိပေါ့စကိုင်းတက်ကာလမှာကျွန်တော်ဗါရီစစခဲ့ကြလို့ဆိုရင်အရှင်ရှုဖျားရဲ့ထမြောက်အသက်ရှင်ကြောင်းစစခဲ့စကိုင်းတီတီစစခဲ့တာပါအခုလက်ဒီအကြောင်းကိုကျွန်တော်ထပ်ပြီးပါလို့မစဉ်းစားရအောင်မှာဖြစ်ပါတယ်အဲ့တော့စဉ်းစားတဲ့ခါမှာကျွန်တော်တမရရှင်ဘောလူရဲ့အကိပမင်းကြီးနဲ့ဖိဖိလစ်မင်းမော်နော်ဖိလစ်မင်းရှေ့မှာသူတသက်ခံတဲ့အကြောင်းအရောဖော်ပြနေအတွေ့အမှာဖြစ်ပါတယ် 都把枪标子来，叫他看那标的人，这么喏几米安尼个，够看的阿龙话、啊，要里下嘛，先修片个，他们要到目前的呀，啊，得先进底下个，会安里去吧嘞，别他妈不保级吧嘞，你叫老板的会安的，他身上五百片吧嘞，就往这边标你的啦，一路标里要，就往这边西路标上不喏，啊，哪个人这边标了啦，一路票里讲，哪样人这边修路票上不喏，就讲你家票在哪，他没有啊，得先进底下，啊，业绩、啊、这个。 တင်းစကားတွေမှာအရေးကြီးဆုံးသောတင်းစကားဖြစ်ပါတယ်။ကေတင်ကြီးရဲ့အခြေခံလည်းဖြစ်ပါတယ်။ဒါကြောင့်တေကောခန်းကြီးစကားပိုက်ငယ်သုံးလေးမှာတပရိရှိမို့လို့ပါတယ်။ဘာပြောလဲ။ငါဒီကိုယ်နိုင်ခိုင်းတိုင်းသင်တို့ရှိဥစွာအပ်ပေးတဲ့ຢာတော့ပါလေ။ခရစ်တော်သည်ကျမ်းစာလိုက်တဲ့ငါတို့ပြစ်တဲ့ကြောင့်အတိတ်တရှိုံခံနေတင်းချုပ်ပြီးမှကျမ်းစာလိုက်တိုင်းသုံးရမြောက်သောနေ့၌ပေချင်းကနေထမြောက်တော်မူလေ။ဟာလေလုယာ။တော့ထမြောက်တော်မူခြင်းတရားအင်မတန်မှအရေးကြီးအင်္ဂရိတရားအတွက်အခြေခံအုတ်မြစ် အသိတော်ရဲ့အခြေခံအုတ်မြစ်ကထမြောက်တော်မူခြင်းတရားလို့ကျွန်တော်ခဏခဏပြောခဲ့ဖြစ်ပါဒေါ်ရှင်ဘုန်းလူလည်းအဲ့ဒါကိုပြောပါတယ်သူပြောတဲ့စကားတော့ဘာလဲတော်တော်ဘုရားအတိတ်သချင်းခံရမယ်နောက်ပြီးတော့တည်ခြင်းမှအအူးဆုံးထမြောက်၍ဘူးသီးတဲ့အသီးလို့တစ်ကောင်းမှကျွန်တော်တို့ဖော်ပြခဲ့ပြီးပါပြီနောက်ဝတ်ပြော93မှာအူးသီးပွဲလုပ်တယ်အဲ့ဒါဘာကိုရည်ရွယ်တာလဲအရှင်ရှုဘုရားဟာအူးသီးတော်အသီးနဲ့ထမြောက်တယ်ဆိုလိုတာကဘာလဲနောက်ထပ်သိစရာမလိုဘို့အတွက် ထမြောက်တာထာရကလာတွေထမြောက်တယ်ကျန်စာတွေမှာတမောင်းမှာ၃ယောက်ရှိခဲ့ပါတယ်နော်အရှင်ရှိရမှုလို့များဖြင့်၃ယောက်ရှိခဲ့ပါတယ်သေခြင်းတွေပြန်လဲအသက်ရှင်တာပါသူတို့ပြန်သေရမယ်ဟုတ်ပြန်ပြောင်းဖို့သတိရအောင်ပြောမစင်ဒါဇီရုံပြီးဇရတမြို့မှာရှိတဲ့မုဆုမရဲ့သားနောက်ပြီးတော့ရှုနေမြို့သူရဲ့သားနော်အီဗီရှဲအယိုးကိုထိပြီးတော့သေခြင်းတွေပြန်လဲအသက်ရှင်တဲ့အစ္စရေလမြို့တယောက်တမတ်တမရှင်ရှိရမှုလို့များအဖြစ်ဟာလား ယာယုရဲ့သမီးဆင်းနှစ်နှစ်ရွယ်သမီးငယ်လေးနော်နိုင်နာမုဆုမားရဲ့လူလင်ပြဆေကျော်တတ်ပေါ့လေသားတူဒီတော့သားတယောက်တီတော့သားနောက်ပြီးတော့လာစုသူတို့ပြန်လေပြတော့တည်ခြင်းအသက်ရှိခဲ့ပါတယ်အရှိရှိမှုတော့အားဖြင့်ကျွန်တော်ပြောခဲ့ပြီးတော့ပဲမှတ်တမ်းတင်ထားမယ်တော့ပဲရှိလို့ပြောတာမဟုတ်တော့ဒီတဲ့အများကြီးရှိပါသေးတယ်ပေတရုအဖြစ်အသက်ရှင်တဲ့သူရှိတယ်ပေါလုအဖြစ်အသက်ရှင်တဲ့သူရှိတယ်ဒါပေမဲ့ဒီလူရဲ့ခုမရှိတော့ဘူးလေ အဲ့တော့သူတို့ကတင်ချင်းနေပြန်လဲပါအသက်ရှင်ခွင့်ပြန်ရတာပါ။ပြန်သေးတယ်။အရှင်ရှုဖရာတော့အူးထမြောက်ပြီးပြောတဲ့ခါမှာနောက်ထပ်သေးစရာမရှိတော့ဘူး။ထိုရှင်နာမဘုန်းကြီးပါသေး။ထာရကာလအတွက်အသက်ရှင်ဖို့လုံကထမြောက်ခြင်းပဲဖြစ်ပါတယ်။ဒါကြောင့်တမလို့ရှင်ဖို့လူပြောတဲ့အတိုင်းကျွန်လည်းဒီသတင်းစကားကိုတွေ့ကြုံတဲ့သူအားလုံးကဝေမျှပြီးတော့သက်သေခံသွားလာတာ။ ကျွန်တော်တို့မိသားစုတွေအသင်းတော်တွေမင်္ဂလာရှိရဲဆိုတဲ့အကြောင်းအရာကိုထပ်ဆင်ပြီးတော့ဖော်ပြလိုပါတယ်။ကျော်ရန်နှုတ်ကတော်နဲ့ဝင်ခချားဖြင့်ရောက်တဲ့မော်ဖျားသခင်သည်အတိတ်တပံပြန်လဲကောင်းကြီးပေးပါစေတော့။ဆုတောင်းအနံ့ကြပါစို့။မိသားရှင်ဖာဖျားတမရရှင်ဘောလူလဲကတော့ထမြောက်ခြင်းအကြောင်းပဲပြောပါတယ်။မောရှိမဆာပြီးတော့ property ပြောတဲ့စကားတည်းမလွန်မဲနဲ့သူတို့ပြောတဲ့အတိုင်းပဲပြောတာဖြစ်ပါတယ်။ အရှင်ရှိပြားသည်ဧကန်စစ်စစ်ထမြောက်တက်ရှင်တဲ့ရှင်ဆိုတာကိုပိုင်စစ်ချံတော်ကပါကိုရင်ပါတယောက်ချင်းစီဝဉ္ဇရဖျားပြင်လေးပြချင်းပဲ့ပြင်းချင်းတွန်သိကျေးဇူးကပြုပြပတ်ဆောင်ကောင်းကြီးပေးပါမိကြောင်းတေချင်းမရှိပြန်ထမြောက်အသက်ရှင်တော်မူသောအရှင်ယေရှုဖျားနာဘရပြကိုပြီးပြူပြီးကျေးဇူးတော်ပေါင်းချီးမွမ်းခြင်းနဲ့တူဆုတောင်းအပ်နှံကြပါရဖျားသခင်အာမင်မနေ့ရက်၂၁ရက် မွန်တက်ဆက်နိုင်မှာကျွန်တော်မိဘများသမာတရားစီစဉ်ထုတ်လွှင့်ခဲ့ပါတယ်နားထောင်ပြီးလားမပြောတတ်ဘူးနားမထောင်သေးနားထောင်ပါအောင်လို့ဟောဒီနေ့ထားမြောက်အသက်ရှင်ခြင်းကြောင်းလည်းရေးပါရရာဖြစ်တဲ့ကြောင်း public မှာ share လုပ်ပေးပါအောင်လို့မြေသာတောင်းဆိုတဲ့အတိုင်းထပ်မံပြီးတော့တောင်းဆိုလိုပါတယ်ကြောက်တဲ့ပေါ်မှာဖျားခင်သည်ကြီးမာတဲ့ကောင်းချီးမင်္ဂလာများနဲ့တောင်းလောင်းပြီးတန်ပြတော်ဟုပါစေတော့အာမင်